ကဲဒီနေ့အတွက်ကတော့ကျွန်တော်တို့ပဲပင်ခြင်းလေးကိုနောက်တစ်ချိန်လေးပြန်ပြပေးပါဆိုလို့เนาะဒါကျွန်တော်ပြပေးတာပါဟိုအပင်ဖောက်တဲ့နေ့ကတော့အမျိုးမျိုးရှိပါတယ်เนาะဟိုဒါကတော့သိလိမ့်မယ်ထင်လို့ကျွန်တော်ဖောက်နေဟိုတော့ပြောပြမနေတော့ပါဘူးเนาะဒါကကျွန်တော်အပင်ဖောက်ပြီးသွားပြီပေါ့เนาะဒီမှာအပင်လေးတွေပောက်လာပြီဒါလေးကိုမှကျွန်တော်တို့ကဒါအချင်းထက်မှာပေါ့အချင်းထက်မယ်နောက်တစ်ခုကကြာတော့ကျွန်တော်တို့ကသူ့ကကြာတော့ဟိုဒါလေးမှတဲတွေ ကတ်တတ်တယ်နော်ဒါဟိုတဲတဲ့ကျွန်တော်တို့ကတောင်တဲနဲ့ပြောတာပါနော်တဲတွေကတ်တတ်တယ်အဲ့ဒါတော့နော်ဒီပေါ်ဟိုဘာလေးတွေကိုအမြစ်ကလေးတွေကိုတေချာပြောင်းဆေးမယ်နောက်တစ်ခါထိတ်မှရှိတယ်ဒီမှာအခွန်လေးတွေပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်တို့ကပြောင်းခွာမယ်ခွာပြီးလို့ရှိရင်ရေလေးနဲ့အတန်ဆေးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အတန်ဆေးထားတာပေါ့အဲဒီဥစားလေးကိုကျွန်တော်တို့ကဒါဟိုနှစ်ပေါက်လဲကြိုက်တဲ့အချိန်မှာဘယ်လိုပဲကျွန်တော်တို့ကတုတ်ဆာဆာအတုအဖြစ်ပဲဆာဆာပေါ့နော်စားလို့ရအောင်လုပ်ဖို့အတွက် ဒါပြပေးတာပါဒါလေးကိုကျွန်တော်တို့ကရင်းနှွေးဖြောမယ်ပေါ့နော်ရင်းနှွေးဖြောမယ်ဆိုတာလည်းအကြာကြီးမဟုတ်ပါဘူးခဏလေးပါနော်အဲကျွန်တော်ဒါလေးကိုရင်းနှွေးလေးနဲ့ပေါ့နော်ဒီလိုလေးနှံသွားအောင်လောင်းလိုက်ပါမယ် ခဏလေးပဲသူ့ရဲ့အစိမ့်နံလေးကြီးပျောက်သွားအောင်ကျွန်တော်တို့ကဒါရင်သွေးလေးချပေးတာပါเนาะဒါကျွန်တော်တို့ကခဏလေးပဲเนาะအလိုလေးထားပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုเนาะတစ်ဖက်သေးကိုထည့်ပြီးတော့အေးခံပါမယ်နော်မြန်မြန်လေးအေးသွားအောင်ကျွန်တော်တို့ကဒါလေးကိုဖြန့်ထားပြပါမယ်။ ဲ့လိုလေးဖြန့်ထားတဲ့အချိန်မှာပဲကျွန်တော်တို့ကနော်စားကြည်ရည်တွေလုတ်ပါမယ်ခင်ဗျာအဲကျွန်တော်ကဘဲလွန်စီရတုတ်ထားတာနှစ်ပူးပေါ့နော်နှစ်ပူးဖြစ်တဲ့အတွက်ကျွန်တော်တို့စားပမာဏကတော့နော်စားကအရင်ကြီးလည်းမများပါဘူးနော်ဒီလောက်လောက်ကလေးထည့်မယ်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒါကုနာကြိုးထားတဲ့ရေနွေးလေးနဲ့စားကြည်ရည်လေးလုတ်ပါမယ်အဲ့လိုပဲစားကြည်ရည်လေးကိုလည်းကျွန်တော်တို့ကအေးခံထားပါမယ် ါလေးအေးတော့အောင်နော်ခဏလေးစောင့်မယ်ကျွန်တော်တို့ရင်းနှွေးလေးချလိုက်တာနဲ့တပြိုင်တည်းနော်ဟိုဒါအေးအေးလေးအေးသွားပြီပေါ့အေးလေးအေးသွားတဲ့အခါမှာဒီမှာပဲပင်ပေါက်ရဲ့အကြောင်းလေးရဲ့ပုံစံလေးရဲ့တကယ်ကိုစားခြင်းစပွဲလေးနော်မှန်ကြည့်အဲအဲ့ဒါလေးကိုမှကျွန်တော်တို့ကဖမ်ပလင်းနဲ့ပဲ ထည့်ပြီးတော့တိတ်တိတ်နောက်တစ်ခါကျတော့အခုလိုမျိုးပေါ်ဘူးတဲ့ပဲတိတ်တိတ်ပေါ့နော်ဒီကိုတိတ်မဲ့ပေါ်ဘူးကလည်းနောက်တစ်ခါအစ်စ်ဖြစ်နေပါစေထဲ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 ကိုကျွန်တော်တို့ကနော်ဟိုဝစ်ဆာလေးနဲ့တုတ်ပေးပါဒါကျွန်တော်တုတ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တုတ်တုတ်မပြတော့ဘူးပေါ့နော်အဲဒီထဲလေးကိုကျွန်တော်တို့ကဒီမှာပဲပင်ချင်လေးထည့်ပါမယ်ဒါမကြီးရက်တုံးအောင်လို့တော့အရန်ကြီးဟိုနင်းသိပ်စရာမလိုပါဘူးနော်သူ့အလေးနဲ့သူအနေထားလေးကြာသွားအောင်လားကျွန်တော်တို့က ထည့်ရမယ်ပေါ့နော်ဒါတချို့ကကျတော့ကျွန်တော်မကြည့်ရကလေးတွေထည့်သိပ်ပြရလေးတွေအရှိတယ်ပေါ့နော်ရှိတော့ကျတော့ကျွန်တော်ရောင်းတယ်ကြည့်ပဲသူတို့ကမှတ်နေတာတကယ်တမ်းကျတော့ကျွန်တော်ကဒါလုံနီးလေးတွေဥခန့်စားတော့ပုံမှာလဲဒီတိုင်းလေးတွေလှုပ်ရောင်းတယ်ကိုကိုတိုင်းလဲမပြင်းပြီးလှုပ်ချင်တယ်ဆိုရင်လဲလှုပ်လို့ရအောင်ဆရာသားမချမ်းမဲနဲ့အပြပေးတာပါ တကယ်မှအချိန်လဲမရဘူးတကယ်လဲစားလဲစားခြင်းနဲ့လိုအပ်လို့မှာခြင်းနဲ့ဆိုလို့ရှိရင်တော့ဟလာ630 680 45ကိုဓာတ်ရိုက်ခွဲဆိုပြီးတော့ကျွန်တော်တို့မှာလို့ရပါတယ်เนาะအဲနောက်ထပ်ဖုန်းတစ်လုံးကတော့40 956 23ခွန်အဲ့ဖုန်းနှလုံးကလွှဲပြီးတော့เนาะဟိုအခြားဖုန်းဆိုလို့ရှိရင်တော့ဥခန့်မဟုတ်ပါဘူးအတချို့တွေကကျွန်တော်ရှိကိုလာလာပြီးတော့ဝယ်နေလို့မလို့ကျွန်တော်ကပြောပြတာပါเนาะအဲသူ့အကောင့်မှာပဲမှာပါအဲ့ဒါလည်းကျွန်တော်ညီပါပဲเนาะ ျွန်တော်ကတော့လုတ်ပြပေးတာပါကျွန်တော်မရောင်းပါဘူးခင်ဗျာအဲကျွန်တော်တို့ဒီလိုလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့စောစောလေးကနော်အေးအေးခံထားတဲ့စားကြက်ရည်လေးထည့်ပါမယ်ကျွန်တော်တို့ကစားကြက်ရည်လေးထည့်လိုက်ပါပြီအဲတလောက်လောက်ကလေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအတွင်းထဲမှာပလတ်စတစ်ကလေးခံ ဖော်ဆိုလေးကိုဆိုပြီးတော့ကြတော့သူ့ကိုအလုံးပိတ်ထားလိုက်ပါတော့။ကဲအဲ့လိုလေးအလုံးပိတ်ထားမယ်။နေပူမှာချက်เสียမလို့ပါဘူးเนาะ။ဒါအိမ်ထဲမှာအရေးရတဲ့နေရာမှာပဲဖြစ်ဖြစ်ကြိုက်တယ်လို့ထားပါ။အခုဒါလေးဆိုလို့ရှိရင်ဒါကျွန်တော်ပြီးခဲ့တဲ့တလဟိုမှာပေါ့เนาะ။ဒါလေးလှုပ်ထားတာပေါ့เนาะ။ဒီမှာကြည့်လိုက်နော်။တလာကြာသွားတဲ့အခါမှာဒီပုံစံဖြစ်သွားမယ်ဒါအခုလောလောဆယ်ပူပူနွေးနွေးမှာဒီပုံစံလေးပေါ့နော်နော်နောက်ထပ်နောက်ထပ်ဒီမှာလည်းကျွန်တော်က နော်အစာအိမ်ယောဂာနဲ့ပတ်သက်ပြီးတော့စားလို့ရမယ်စီးနီးလေးတွေကိုဟလာတင်ပြပေးပါလို့တောင်းဆိုထားတဲ့သူတွေအတွက်ကျွန်တော်မကြခင်မှာအစာအိမ်ယောဂာသမားတွေရောနောက်တစ်ခါအစာအိမ်ဖြစ်မှာစိုးတဲ့သူတွေအတွက်အကောင်းဆုံးသောစိတ်တလက်ကိုကျွန်တော်တင်ဆက်ပေးသွားမှာပါနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကိုနေ့စဉ်စောင့်မျှော်ကြည့်ရှုပေးကြဖို့မမေ့ပါနဲ့နော်အားလုံးနှုတ်ဆက်ပါတယ်